မင်္ဂလာပါခင်ဗျရှန်ကုန်ခေတ်ရဲ့ This Week အစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကတော့ကျောင်းမနိုင်ငံအတွင်းမှာတပတ်အတွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေတာပါကဲဒီတစ်ပတ်ဖြစ်သွားတဲ့အကြောင်းအရာတွေတဲ့ကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာတရုတ်ခြေသလုံးကိုဖတ်ပြီးနင်းပေးပါမယ်နှိပ်ပေးပါမယ်သူ့ကိုယ်သာကူညီတော့ဆိုပြီးတရုတ်ပေါင်ကြားတဲ့အတိတ်တော်ဝင်နေရာကနေ ရုရှားခြေတလုံးမှာပြေးဖက်ပြီးသူ့ကိုကဲပါဂုံပိုးပေးရမလားပခုံးပေါ်တက်လေးဆိုပြီးမပြောရုံတမဲသူအာနာဆက်ပြီးရဖို့ရေးဘာပဲလောက်ရလောက်ရဆိုတဲ့ပုံစံဖြစ်နေတယ်စစ်ရှုံးသမားခုန်ခုကောင်ဝရမ်းကြီးမင်းအွန်လိုင်းတယောက်ရဲ့ရုရှားခီးစဉ်အကြောင်းကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါဒီလိုစစ်ရှုံးသမားခုန်ခုကောင်ဝရမ်းကြီးမင်းအွန်လိုင်းရဲ့ရုရှားခီးစဉ်ဖြစ်လာတာကလည်းရှင်းပါတယ်ဗျာနှကမ်းပဲ့ချင်းမိမှုတ်တဲ့အနေနဲ့ရုရှားဆိုတာကလည်းယူကရိန်းနိုင်ငံကိုကျူးကျော်နေတဲ့အတွက် တကဘာလုံရဲ့ချင်ပတ်နိုင်ငံဖြစ်တဲ့အပြင် ICC ကဘာဖမ်းရထုတ်ခံထားရတဲ့ဝရမ်းပြေသူ့ကိုသွားတွေးတယ်စစ်ရှုံးသမားခုန်ကူကောင်မဲအွန်လိုင်းဆိုတာကလည်းမြန်မာနိုင်ငံမှာအကြီးအကျယ်စစ်ရှုံးပြီးကဘာတရားရုံးကနေပါဖမ်းရထုတ်ခံထားရတဲ့ဝရမ်းပြေအဲ့ဒီတော့ကဘာအလဲမှာဘာသိခါတရားမှမရှိတဲ့ဝရမ်းပြေနှစ်ယောက်တွေ့တယ်ပွဲဟာခွေယူးနှစ်ကောင်ရှာတက်လေးနဲ့မန်ဖီပြယုံတတ်တတ်တာဖြစ်တယ်လို့အဲ့ဒီထဲမှာမှာဘာအင်အားမှမရှိတဲ့အပြင် ကိုနိုင်ငံတဲ့ကမြန်မာတော်လှန်ရေးတပ်တွေကိုတော့မနိုင်လို့အကြီးအကျယ်နေမြေတွေလက်လွတ်နေရတယ်စစ်ရှုံးသမားမဲအွန်လိုင်းအဖို့ရုရှားတွားရတဲ့ခီးစင်ဟာပူတင်အတွက်တော့ဒီအရှုပ်ထုတ်စစ်ရှုံးသမားကောင်သူ့စီဘာလာလုတ်ပြန်ပြီလဲဆိုတဲ့ပုံစံလောက်သာရှိပြီးလက်ရှိပူတင်ရဲ့အခြေအနေရကလည်းသူ့ဟာသူတောင်ယူကရိန်းအရေးရောဥရောပနိုင်ငံတွေပါယူကရိန်းနဲ့ပေါင်းစည်းသွားတဲ့အရေးရောအမေရိကန်ကလည်းသူ့ဘက်လိုလိုဘာလိုလိုနဲ့သူ့ကိုနောက်ကျောဓာတ်နဲ့ထိုးမလားဆိုတဲ့အရေးကိစ္စနဲ့ပါသူ့အပူနဲ့သူရှုပ်နေတဲ့အချိန် ကဘာအေးမှာဘာမဝင်ဓာတ်မဝင်နဲ့အရှုံးသမားမင်းအွန်လိုင်းကပူတင်စီကိုသွားတဲ့အခြေအနေကိုပြည်သူတွေအားလုံးစဉ်းစားတာကြည့်တော့ဗျာကျွန်တော်ပေါ်မှာပြောခဲ့သလိုပဲမင်းအွန်လိုင်းဟာပူတင်ခြေတလုံးကိုပြေးဖက်ပြီးသူ့ကိုကဲပါကူပါနင်းပေးပါမဲနှိမ်ပေးပါမဲပူတင်စားမလားဝယ်ကျွေးမယ်လေဆိုပြီးခရောင်ကဒတ်နဲ့မပြောမိရင်ကံကောင်းအဲ့ဒီလို လက်ရှိကဘာအေးနဲ့ရော့မြမအေးနဲ့ပါချိန်ထိုးကြည့်မယ်ဆိုရင်လေဘာမဝင်တမ်းဝင်နဲ့အရှုံးသမားမင်းအွန်လိုင်းဟာ ပူတင်အတွက်အရှုပ်ထုတ်တယောက်ပုံစံအဆင့်သာရှိတာကိုမြင်တွေ့နေရပြီအကျိုးအမြတ်ကိုတွက်ကြည့်ရင်လေလက်ရှိစစ်ဖြစ်နေတဲ့ရုရှားနိုင်ငံအတွက်မင်းအွန်လိုင်းအတင်းထိုးရောက်နေတဲ့ဒဝဲရင်နဲ့စိတ်ကန်းအပါဝင်နောက်လာမဲ့စီမံကိန်းတွေထက်လက်တလုံးမင်းအွန်လိုင်းစီကလက်နက်ရမလားသူဟာသူတော်အနိုင်နိုင်ငွေကြေးရမလား သူဟာသူတော့ဒေါ်လာမရှိလို့မြန်မာနိုင်ငံရဲ့စီးပွားရေးကိုတော့မနဲ့ကြကန်နေရတဲ့အခြေအနေဒီလက်ရှိပူတင်လိုအပ်နေတဲ့စစ်ရေးအတွက်မြောက်ကိုရီးယားကစစ်သားတွေပို့ပေးသလိုမင်းအွန်လိုင်းပို့ပေးနိုင်သလားကြည့်ပြန်တော့လေသူဟာသူတော့ရှီရင်ဆွဲနှစ်ချို့စစ်သားတွေပါကုန်တလောက်ဖြစ်နေလို့လူငယ်တွေကိုအတင်းကျပ်ပေါ်တာဆွဲပြီးစစ်တိုက်ခိုင်းနေရတဲ့အခြေအနေတွေဖြစ်နေတဲ့အတွက်ပူတင်အနေနဲ့ကတော့မင်းအွန်လိုင်းရုရှားရောက်လာတဲ့အပေါ် ဒီအရှုံးသမားကောင်ကတော့ကွာငါကဘာတွေလာရောက်ပြန်ပြီလဲမသိပါဘူးဒါမှမဟုတ်လဲဆီးရီးယားတမရလို့သူ့ရဲ့မြန်မာနိုင်ငံကနေထွက်ပြေးလာပြီငါစီမှာခိုလုံမို့လာပြောပြန်ပြီလားမသိပါဘူးတော်တော်အာယုံနောက်တဲ့ကောင်ပဲဆိုပြီးစိတ်တဲကနေကြိတ်ပြီးပြောမနေရင်ကံကောင်းပေါ့ဗျာအဲဒီလိုအခြေအနေတွေဖြစ်နေတာကိုတဖက်ကစမ်းမမသိလောက်မမသိနဲ့ dog.canapor လို့ cad ကမကြီးရွက်တို့လောက်တာတည်တယ်စစ်တက်လော်ဘီတွေနဲ့စစ်တက်ထောက်ကနဲ့ဂျလုံးမလုံးအတူစားတွေကတော့ ူတို့အဘကရုရှားသွားပြီတို့တမရပူတင်နဲ့တွားတွေ့ခဲ့ပြီတို့တော်လိုင်းရေးတပ်တွေပြတော့မယ်တို့မကြခင်အကန့်ခံရတော့မယ်တို့ဘာတို့ညာတို့ ਨੇ တဖက်မှာသူတို့အဘကနိုင်ငံကိုသွားပြီးရောင်းစားနေတာလားအခြေအနေမကောင်းရင်သူတို့ကိုထားခဲ့ပြီးစီးရီးယားတမရလိုရုရှားထွက်ပြေးဖို့ကြိုတင်ကြံစည်နေတာလားဘာလားမသိပဲရန်တမ်းပြီးတခုခုဆိုတာ ਨੇ ဘာမှမသိညာမှမသိတော်လိုင်းရေးတပ်တွေပဲအတင်းအရမပြခိုင်းနေပြီတကယ်တကယ်ပဂရီအခြေအနေတွေရာ အရှုံးကအရှုံးတွေကြားမှာကုပါကဲ့ပါနဲ့အကြီးကျယ်ပြနေတာက သူတို့အဘရိတာဖြစ်နေသလိုလက်ရှိအခြေအနေရသူတို့အာကိုစရာဆိုလို့တရုတ်နဲ့ရုရှားနှစ်နိုင်ငံတည်းသာရှိပြီးတရုတ်ဆိုတာကလည်းသူ့အကျိုးစီးပွားသာကြီးတဲ့အတွက်မင်းအွန်လိုင်းအဖို့နိုင်ငံကိုလက်ညှိုးထိုးရောင်းစားဖို့ဆိုတာကလည်းတနိုင်ငံလုံးစစ်ရှုံးနေတဲ့အတွက်ဘာအာမခံချက်မှမရှိတာကြောင့်တရုတ်ဘက်ကပါအင်တင်တင်ဖြစ်လာနေပြီ လက်ရှိမြောက်ရီမြို့ကကြားပြန့်ကိစ္စနဲ့တင်သူတို့စစ်အုပ်စုကိုခတ်ဖဲဖဲလှုပ်လာတဲ့အခြေအနေတွေရောက်လာတော့စစ်ရှုံးသမားခုတ်ကူးကောင်ဝရန်ပြေးမင်းအွန်လိုင်းတယောက်ဟာမြန်မာနိုင်ငံနဲ့ကမ်းမမြင်လမ်းမမြင်ကဘာတစ်ဖက်ချင်းကရုရှားကိုပါအကူအညီလေးများယာနိုးနိုးနဲ့ရုရှားကဲပါရုရှားမပါဝရန်ပြေးချင်းတူတယ်လေဘာလို့ဂျင်းနဲ့ပေးမှာပေါ့ဆိုပြီးမပြောရုံတမဲအရှုံးကအရှုံးကြီးကြမှာတောင်ပြေးမြောက်ပြေးနေ သေကာနီဖုတ်ဝင်နေတဲ့အရှုံများနဲ့လူသားဇဝင်ကန်းကြီးနဲ့သာနှစ်ပါးသွားနေရတာကိုလေကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာကဲကဘာရေးမှာမမဝင်တမ်းဝင်တဲ့စစ်ရှုံးတို့မှာခုန်ခုကောင်မင်းအွန်လိုင်းတယောက်ဟာရုရှားခီစင်ကိုသွားနေတဲ့လင်းရင်ပေါ်မှာပဲငါတော့ပူတင်ကို တွေ့တာနဲ့အရင်လိုအလွန်ကျူးမြောက်ပင့်ပြောရင်တော်လိုင်းဘက်ကငါ့ကိုဝိုင်းလောင်လိုက်မယ် ဒီတခါတော့ငါကိုလောင်လို့မရအောင်ဂုံတိတ်ခါရှိရှိပြောရမယ်ဆိုပြီးကြိုတွေးထားတဲ့ပုံစံနဲ့ရုရှားစစ်ကောင်းဆောင်ပူတင်စီလဲရောက်ရောနှိရှေလာမြကွဲကွာနေတဲ့အဖေကိုပြန်တွေ့ရသလိုပြေးဖက်ပြီးတော့လက်ရှိရုရှားစစ်ရဲ့အတွက်သူပါအကြီးအကျယ်ဝင်ပါတော့မလားဆိုတဲ့ပုံစံလိုလိုဘာလိုလိုနဲ့တခြားနိုင်ငံတွေကပါစောင့်ကြည့်နေတဲ့အချိန်စစ်ရှုံးသမားမဲအောင်လိုက်ဟာခက်တီတီနဲ့လက်နက်စက်ကြရှင်ရုရှားဘီယင်ပူတင်နဲ့မြန်မာဘီယင်ဖြစ်တဲ့သူကိုယ်တိုင်တွေ့ဆုံရမှုဟာ မြတ်စွာဘုရားရှင်ရဲ့ဗျာဒိတ်တော်လာမဟာမိတ်ဖြစ်လက်တန်ဆိုတဲ့စကားကြောင့်ဖြစ်တယ်ဆိုပြီးဦးအောင်ဇေယအထုပ်ပတိစာအုပ်ကိုခတ်တီတီနဲ့ပဲရုရှားစစ်ကောင်းဆောင်ပူတင်ကိုပေးပြီးတွားပြောနေပြန်တာပေါ့ဗျာကဲလူငယ်တွေပြောသလိုအဲ့ဒီမှာစကွမ်းတာပဲစစ်ရှုံးသမားဗျာဒိတ်ကောင်မင်းအွန်လိုင်းရေးဆိုပြီးတော့ပြောရမလို့ဖြစ်နေပြီဘယ်နဲ့ဗျာလက်ရှိယူကရိန်းအရေးအပါဝင်ကမ္ဘာနဲ့ရှင်ပြီးနိုင်ငံရေးကစားကွက်တွေရွှေ့နေတဲ့ပူတင်ကို လမ်းမေကစာအုပ်လိုက်ရောင်းတဲ့ပုံစံလိုစစ်ရှုံးသမားမင်းအွန်လိုင်းဟာနိုင်ငံတနိုင်ငံရဲ့ခေါင်းဆောင်တယောက်ဂုံတိတ်ခါမျိုးတစမ်းမှမရှိပဲကြောက်ရွံ့တိတ်ငယ်နေတဲ့ပုံစံနဲ့ပဲအလွန်အကျူတွေမြောက်ပင်ပြောဆိုပြီးဖျားဗျာဒိတ်တော်အရာသူတို့ဟာမဟာမိတ်ဖြစ်တဲ့တန်တွေရောပူတင်ကိုဗျာဒိတ်တော်လားကြွက်မင်းဆိုတာတွေရောပောက်ပန်းလေးစဲတွေတွားပြောနေတဲ့ရုပ်တံဖိုင်ကိုပြည်သူတွေအားလုံးလည်းကြည်ပြီးသားဖြစ်မှာပါအဲ့ဒီရုပ်တံကိုကြည်ရင်းနေတဲ့စစ်ရှုံးသမားဗျာဒိတ်ကောင်မင်းအွန်လိုင်းလို့အစား ယောသူမရှက်မြင့်သူရှက်ဆိုတဲ့အတိုင်းသူတို့ကတော့ရှက်ရခေါင်းမှမသိပဲကြည်နေတဲ့သူတွေသာသူတို့အစားမိသားစုနဲ့ထတ်တူရှက်မိပါတယ်ဗျာဒိတ်ကောင်ရဲ့ဆိုပြီးပြည်သူတွေကဝိုင်းမပြောရုံတမဲအဲ့ဒီမှာပူတင်ရဲ့ပုံစံကိုကြည်တာနဲ့တည်းဒီကောင်ငါ့ကိုဘာတွေလာပြောနေတာလဲကွာဆိုပြီးစိတ်ညစ်နေတဲ့ပုံစံနဲ့မင်းအွန်လိုင်းပေးတဲ့စာအုပ်ကိုကြည်နေတာတွေပါတွေ့ရပြီလက်ရှိအခြေအနေကိုသုံးသပ်ကြည့်ရင်လည်း ပူတင်ဟာယူကရိန်းရင်းနဲ့တည်းဥရောပနိုင်ငံကြီးတွေနဲ့ပါတွယ်ဝက်ပြီးစစ်ကစားရမယ်အခြေအနေတွေကြားမှာအမေရိကန်ကပါအဲ့ဒီအရေးတွေတည်းတနည်းတစ်ဖုံနဲ့ဝင်ကစားနေတဲ့အချိန်တကယ်ကိုနိုင်ငံကြီးတွေတူမသားငါမသားနဲ့အကွက်တွေရွှင်နေကြတဲ့အချိန်ကြီးမှာနိုင်ငံတနိုင်ငံရဲ့ခေါင်းဆောင်ဆိုတဲ့သူကပူတင်ကိုလာတွေ့တယ်ဆိုတော့တခြားနိုင်ငံကြီးတွေကပါဝိုင်းပြီးစောင့်ကြည့်နေတဲ့အချိန် မင်းအွန်လိုင်းသွားပြောတဲ့ပုံစံကပြည်သူတွေအားလုံးတွေ့တဲ့အတိုင်းပဲဖျားရှင်ရဲ့ဗျာဒိတ်တော်အရာသူနဲ့ပူတင်တို့ဟာမဟာမိတ်ဖြစ်တာတွေရောပူတင်ဟာဗျာဒိတ်တော်လားကြွမင်းဖြစ်တာတွေရော ပေါက်ပန်း40တွေဗျာစစ်ရှုံးမှာဗျာဒိတ်ကောင်မင်းအွန်လိုင်းတယောက်ကတော့အတော်ကိုစိုးနေပြီရိုးရင်မြှော့နေတဲ့စစ်တပ် lobby တွေနဲ့စစ်တပ်ထောက်ခံတဲ့ဂျလုံးမလုံးအတူစားတို့ရင်မင်းတို့ကိုယ်တိုင်အဟုတ်ကြီးထင်နေတဲ့မင်းတို့အဘရဲ့အဖြစ်ကိုလည်းကြည်ကြအောင်ကွာ နိုင်ငံတနိုင်ငံရဲ့ခေါင်းဆောင်ဆိုတဲ့မန်မျိုးတော်မရှိပဲကမ္ဘာနိုင်ငံတွေကြားမှာဘောင်းမဝင်တမ်းမဝင်တဲ့အပြင်သူကိုယ်တိုင်ဟာတာကောင်ကြီးလို့ဖြစ်နေပြီးသွားလုံနေတဲ့ပုံစံကတကယ့်ကိုလူမလေးခွေးမခန့်ပုံစံတွေနဲ့မင်းတို့စစ်တကစစ်သားတွေအရင်ကလမ်းမေးမှာစာအုပ်လိုက်ရောက်နေတဲ့ပုံစံလို့မင်းတို့အဘကရှေ့ကနေအစင်လာမပြတ်လှုပ်ပြနေတဲ့အတိုင်းဖြစ်နေသလိုပါလား မင်းတို့အဘတွေအစားမရှက်ကြဘူးလားကွာမင်းတို့အဘတွေကိုလည်းနည်းနည်းပပဝိုင်းဆွဲကြအောင်ကွာဆိုပြီးတော့တောင်ပြောရမလို့ဖြစ်နေတာပေါ့ဗျာလက်ရှိအဲ့ဒီပုံရိပ်ကိုကြည်တာနဲ့တင်လက်ရှိစစ်ရှုံးသမားဗျာဒိတ်ကောင်မင်းအွန်လိုင်းတို့စစ်အုပ်စုတပ်တိုက်ရဲ့အဖြစ်ဟာသူတို့ရဲ့အာဏာရမတ်တွေကြောင့်အသိဉာဏ်စင်ကျင်တုံတရားတွေပါမဲ့နေပြီလက်ရှိကမ္ဘာအခြေအနေအရရက်ကိုပါတုံးတက်နိုင်စွမ်းနေပါသွားတယ်လို့ဒီလိုအချိန်မှာပူတင်တို့လူမျိုးကိုဒီလိုစကားတွေတွားပြောလို့တင့်မှာမလား ငါကိုယ်တိုင်ငပေါကြီးဖြစ်သွားမလားဆိုတာမြို့တွေကိုပါမတွေးတော့မစင်ကြင်နိုင်တော့ပဲအလွန်အကျူဖားရနေတဲ့ပုံစံလိုပူတင်ခြေသလုံးကိုပြေးပြီးမဖက်ယုံတမဲဖြစ်နေရတဲ့အခြေအနေတွေ ਨੇ တစ်ဖက်မှာလည်းလက်ရှိအခြေအနေအရသူတို့မှာအားကိုးစရာဆိုလို့တရုတ်နဲ့ရုရှားနဲ့နိုင်ငံဒေသရှိပြီးအကျိုးမြတ်သားကြီးတဲ့တရုတ်နိုင်ငံကလည်း main online လို့နိုင်ငံတော်ဆစ်ရှုံးပြီးနေမျိုးတွေအကြီးအကျယ်လက်လွတ်နေရတဲ့အရှုံးသမားဖြစ်နေတဲ့အပြင် ICJ ကနေပါဖန်ရန်ထုတ်ခံထားရတဲ့ဝရမ်းပြေးကို တမရရှိခြင်းပြင်အောင်ဆင်းမတွေ့ပဲအစင်နှိမ့်ချဆက်ဆန်ထားရုံနဲ့မကအခုဆိုရင်ကြာဖြန့်အရေးတွေနဲ့ပါအင်တင်တင်ဖြစ်လာနေတာတွေကြောင့်ကုကဲရမဲ့နေတဲ့ပုံစံတို့ဖြစ်နေတယ်မင်းအွန်လိုင်းဟာသူ့လိုပဲဝရမ်းပြေးဖြစ်နေတဲ့ရုရှားစစ်ကောင်းဆောင်ပူတင်လိုရုရှားနိုင်ငံတစ်ခုဒေသနောက်ဆုံးအားကိုးရလို့ဖြစ်နေတဲ့အတွက်သူတို့ရဲ့အာဏာနဲ့ကိုကြိုးစည်းဘွားတက်မှန်နာတွေမှားတာတွေဘာမှမသိတော့ပဲမြန်မာနိုင်ငံရဲ့အရှိတမအရာတွေအကုန်လုံးကိုပါတစ်ခုပြီးတစ်ခုလက်ညှိုးထိုးရောင်းစားပြီးတော့ သူတို့ရဲ့နောက်ဆုံးထွက်တက်ကိုအကြီးအကျယ်ဆွဲဆန့်နေရင်းနဲ့ပဲစစ်ရှုံးသမားဗျာဒိတ်ကောင်အချက်မရှိမင်းအွန်လိုင်းတယောက်ကတော့နောက်ဆိုပူတင်နဲ့တွေ့ရင်ကလေးတွေလိုမျိုးဖေဖေကြီးဖေဖေကြီးဖေဖေကြီးကိုချစ်တယ်ဆိုတဲ့တချင်းမှာပွားပြီးစိုးပြနေမလားမသိပါဘူးဗျာကဲမင်းသားမလောက်ရရင်ပတ်မကြီးထိုးခွဲပြစ်မယ်ဆိုတဲ့စိတ်တည်းနဲ့ စစ်ရှုံးတော်မှာခုန်ခုကဝရံပြေးမဲ့အောင်လိုက်တဲ့အချမ်းပတ်စစ်အုပ်စုတိုက်ရဲမဆားရတဲ့အမဲသဲနဲ့ပတ်ဆို့တလို့တိုင်းပြည်ကိုကြောက်တဲ့ဆွဲချနေမှုတွေကြောင့်ပဲဆန္ဒသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံဟာ2024ခုနှစ်အတွက်အစင်းရဲဆုံးအာရှနိုင်ငံ10ခုစည်းရင်းမှာတတိယနေရာချိတ်သွားပြီဆိုပြီးတော့ပါ World Population Review ကနေအစင်းရင်ကန်စာထုတ်ပြန်လိုက်တဲ့အကြောင်းကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါအချိန်မီချုပ်အဆုတ်တတ်တာဆိုပေမဲ့ပြဲနေတဲ့အဝတ်ကစီးစက်ထိရောက်နေပြီဆိုသလို တိုင်းပြည်ရဲ့အာဏာရမက်ကိုငန်းငန်းတက်ပြီးသူတို့ကိုဂျိုးစီးပွားအတွက်တနိုင်ငံလုံးစုပ်ပြတ်တနေအောင်ဖျက်ဆီးနေတယ်စစ်ရှုံးသမားဝရမ်းပြည်မင်းအောင်လိုင်းရဲ့အကြမ်းဖက်စစ်အုပ်စုတိုက်ဟာသူတို့ရဲ့ခွေးပလင်မော်တက်ထိုင်နေတဲ့လောက်ရက်တွေကိုရက်တန်းကမရက်ပဲတိုင်းပြည်ကိုပြဲတဲ့ပြဲစုတ်တဲ့စုတ်အောင် လုပ်နေတာဟာအခုချိန်ထိသူ့လက်ထက်ရောက်မှတိုင်းပြည်ရဲ့နယ်မြေတွေလည်းဆုံးရှုံးမြန်မာနိုင်ငံရဲ့အဓိကတိုင်းစစ်ဌာနချုပ်ကြီးနှစ်ခုလဲပါတော့မှုသွားတဲ့အခြေအနေတွေကြားမှာ ဘလို့မှမထိန်ချုံနိုင်တော့တာလေတိတိကြီးနေသူတို့စစ်တက်ကြောင့်မြန်မာနိုင်ငံကြီးပျက်စီးနေပြီသူတို့တွေယောက်ျားပြပြီးသူတို့အပြစ်တွေကိုဝန်ခံပြီးနိုင်ငံကိုတိတက်ပို့ပြီးမပျက်စီးရအောင်ကဲတင်မဲဆိုတဲ့စိတ်မျိုးတစ်စက်မှမရှိတဲ့အပြင်ပဂရိမြေပြင်အခြေအနေနဲ့သူတို့စစ်တက်ရဲ့ပျက်စီးရွံ့မှုတွေကြောင့်ဘလို့မှမနိုင်တော့တဲ့စစ်ပွဲတွေ ဘာမှအတွေ့အကြုံမရှိတဲ့လူငယ်တွေကိုပါစစ်မှုထမ်းဆိုတဲ့အကြောင်းပြချက်နဲ့ပေါ်တာတွေဆွဲခြင်း၌ဆွဲပြီးလာပိုင်းလောက်စစ်တင်နန်းလေးနဲ့ရှေ့တန်းကတည်တွင်းနေတဲ့အတင်းပုတ်ဒါလဲနိုင်လားဆိုတော့အခုချိန်ထိသူတို့လက်လွတ်လိုက်ရတဲ့မြို့တမြို့မပြောနဲ့စကန်းတစ်ခုတောင်ပြန်မရပဲသူတို့စစ်တပ်ဘက်ကသာထွက်ပြေးသွားတာတွေစုပ်ပြေးလာတာတွေကိုကြားနေရတယ်လို့ဒါလဲလူအသိစိတ်တမရှိပဲသူတို့ရဲ့ကိုကျိုးစီးပွားနဲ့အာနာယမတ်ကိုကောက်ကပ်ဖတ်တွင်နေတဲ့အတွက်ဟွန်း တစ်ဖက်ကတိုင်းပြည်ရဲ့စီးပွားရေးမှာပါဘာတခုမှကောင်းမွန်အောင်မလုပ်နိုင်တော့ပဲပြည်သူတွေဟာအထွေထွေကြက်တဲမှုတွေနဲ့ဆင်းရဲတွင်နဲ့နှက်တက်နှက်လာနေပြီအခုဆိုရင်ကမ္ဘာစစ်တမ်းတွင်မှာပါအာရှအဆင်ရဲဆုံးနိုင်ငံတွေတတိယနေရာရောက်နေပြီလို့ဖော်ပြလာနေပြီပေါ့ဗျာလက်တွေ့ပကတိအခြေအနေမှာလဲအဲ့ဒီစစ်တမ်းကတော့နဲနေသေးတယ်လို့ဖြစ်နေပြီလက်ရှိကမ္ဘာကြီးကိုမပြောနဲ့အောင်အိန္ဒိယနိုင်ငံတွေကိုကြည့်ရင်တော့အပြိုင်ဆိုင်တွေတိုးတက်အောင်လုပ်နေကြတဲ့အချိန်မြန်မာနိုင်ငံမှာတော့ဟာ ဘာအရေးချင်းမှမရှိပဲခွေးပလင်မော်တတ်ထိုင်နေသလိုလှုပ်နေတဲ့အာနာယူစစ်ရှုံးသမားဝရမ်းပြေးမဲအွန်လိုင်းလို့စစ်အုပ်စုကြောင့်ပြည်သူတွေအားလုံးဟာမိတော်ပုံမှန်မရတဲ့အခြေအနေတွေနဲ့ကုံစည်နှုံကြီးမြင့်မှုဒဏ်တွေကြားကအထွေထွေကြက်တဲမှုဆင်းရဲဒုက္ခတွေကိုမြန်ဝါထင်ထင်မြင်တွေ့ခံစားနေရတာပေါ့ဗျာပြောလိုက်ရင်တော့စစ်ရှုံးသမားခုန်ခုကောင်ဝရမ်းပြေးမဲအွန်လိုင်းတယောက်ဟာတည်တယောင်ယောင်တက်တယောင်ယောင်နဲ့အာနာကိုလူယူလိုက်တော့ကတော့ချက်ချင်းပဲ ခုနေတဲ့ခုံမှာမပြီးအာကာသအထိတက်တော်မဲ့ပုံစံလိုလိုမိုးပြန်ယထာကြီးတွေလျှက်စစ်ကားကြီးတွေပဲပြေးဆွဲတော့မလို့လို့ဘာလို့လို့ညာလို့လို့ ਨੇ ဟိတ်ကြီးဟန်ကြီးတွေလောက်ခဲ့ယုံနေမကတိုင်းပြည်ရဲ့စီးပွားရေးကသူ့လက်ထက်မှာဥမော်လာပြီးဆိုပြီးတော့ပါပေါက်ပန်း40အရှက်မရှိပြောကြင်ရတွေပြောပြီးတော့မှအခုလည်းကြာရောဘာနဲ့မှဖုံးပြီးလို့မရတော့တဲ့အစုံသူကိုယ်တိုင်တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေရိုင်တဲ့လာမှုတွေကိုဝန်ခံညှိတွားလာတာတွေရော လက်ရှိအခြေအနေအရသူတို့စီမှာနိုင်ငံခြားငွေဒေါ်လာတွေအခက်အခဲဖြစ်နေတဲ့ဆိုတဲ့အကြောင်းတွေပါပြီးခဲ့တဲ့အပတ်တွေကပဲဝန်ခံပြောဆိုသွားသေးတာပေါ့ဗျာအဲ့ဒါပဲကြည့်လေစစ်ရှုံးမခွန်ခုကဝရံပြေးမဲအောင်လိုက်ဟာကိုကိုတိုင်းကလည်းဘာတစ်ခုမှ အဖြစ်မရှိပဲတိုင်းပြည်ကိုတိုးတက်ကောင်းမွန်အောင်မလုပ်နိုင်အယတအစိုးရတက်တက်ကတိုင်းပြည်ကိုတိုးတက်ကောင်းမွန်အောင်လုပ်ပေးနေတုန်းကလည်း ိုကမလုံနိုင်ရင်သူများလုံနေတာကိုမရိမ့်မရိုင်တွားအောင် အားပေးမယ်၊ကင်ပေးမယ်၊ပံ့ပိုးပေးမယ်ဆိုတဲ့စိတ်မျိုးတစ်စက်မှမရှိပဲမနာလို့အငုံစိတ်တွေနဲ့သာ စကက်ဝဲအာမီကြီးရဲ့ခေါင်းဆောင်ဆိုတဲ့အတိုင်းဟာညာအိတ်ရင်စကက်ကြီးပါဝက်ပြီးမအိတ်ယုံတမယ်မနာလို့စိတ်တွေတထောင်ထောင်နဲ့မှန်တာတွေမှားတာတွေဘာမှမသိတော့ပဲစကက်ကြီးမှပြီငါတို့တော့အာနာသိမ့်နေကွာဆိုတဲ့အချိုးနဲ့တိုင်းပြည်ကိုကြောက်ထဲဆွဲချလိုက်ရကနေအခုတော့ တို့ထင်တို့လွယ်လွယ်နဲ့မရတဲ့အပြင်အဖက်ဖက်မှာပါဒိမနိုင်ဒိမနိုင်တွေဖြစ်ပြီးနိုင်ငံတော်ကအရှုံးကအရှုံးကြီးကြပါတရုတ်ကဲပါရုရှားကဲပါဘာလို့ချင်းလဲအကုန်ပေးမယ်ဆိုတဲ့ပုံစံနဲ့ရှိသမျှအကုန်ထိုးအပ်နေခြင်းနဲ့ပဲဖို့မယာဓမ္မဆုံးတော့မဲ့အခြေအနေတွေနဲ့သာရှိရင်စွဲဇကွက်ပါတဖြည်းဖြည်းနဲ့ပြောက်ရတော့မဲ့အခြေအနေကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာ ဟုတ်ကဲ့ဒါကတော့ရုံခစ်တည်ရဲ့ this week အစီအစဉ်ကနေကျောင်းမြန်မာနိုင်ငံအတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ